ဟုတ်လားကျွန်တော်နားတော့ကြည့်တယ်အဲဟုတ်လဲဟုတ်တယ်ဒါပေမဲ့ဟုတ်တယ်ဆိုရင်ဒါတကယ်ရှိတယ်ဆိုကျွန်တော်တို့ကဂျုံပေးရမယ်ပြီးရင်အဲ့ဒါကိုလက်ခံရမယ်ပြီးရင်သူတို့အများဝေပေးတယ်။ဒါအလိုစိန်ညာတွေလုပ်ပေးတယ်။အဲ့လိုတိတ်ပြီးတော့မပြတ်သားဘူးပြ။ဆက်နဲ့ကြားတဲ့အတန်မျိုးပုံမှန်ပြော"ဟေးဟုတ်လား"တဲ့ဟုတ်တယ်ဆိုရင်ဟာမျိုးပုံမှန်ဟုတ်တယ်ဆိုတာကြီးတော့တကယ်ကိုကိုယ်တော့မဟုတ်ဘူးပြ။သိလား။တကယ်နဲ့ကျွန်တော်ကန်ကောင်းတယ်လား။ အဲ့လိုမျိုးချောက်ခံရတဲ့အချိန်ဆိုရေးဆိုကြောက်သွားပြီဆိုတဲ့အချိန်ကကျွန်တော်အိမ်သားမှမရှိဘူးအဲ့ကြောင့်မို့ကျွန်တော်ကမကြောက်တာတကယ်တော့ကျွန်တော်လည်းကြောက်တာပေါ့အဲ့လိုလည်းမရှိပါဘူးတကယ်ကြောက်ရင်တော့ပြေးရမှာပဲဘာဟီးရိုးမှလုပ်မနေပါဘူးအေးကိုချစ်တဲ့ကောင်မလေးရှိတယ် No no အော်အဲဟန်ဆောင်မလာဘော။အော်သူတို့စီဒီနေ့20ရက်6လ2025မှာပြသတော့မယ်သူတို့စီရုပ်ရှင်ဇာတ်ကားကြီးရဲ့ pre pressure လေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဖြစ်ခြင်းဆုံးဖြစ်ခြင်းကဆုံးစမ်းသပ်တစ်ခုပေါ့เนาะကျွန်တော်ဘိတ်ကားပေါ်မှာကျွန်တော်ရောက်ကူးခြင်းတယ်အခုကျွန်တော်ရောက်ခွင့်ရပြီဒါပြောရဲပုံမှန်လုံးကားလေးပါဒီကားလေးဟာပြည်သက်တွေကြည့်လို့ရှိရင်လို့ထူးခြားမှုရှိမဲဆိုတာကဆရာဦးမျိုးမင်းရဲ့ကားဖြစ်နေတဲ့အတွက်ဆရာဦးမျိုးမင်းကပြီးတော့ဆရာဦးမျိုးမင်းရိုက်ဟိုပြန်မရိုက်တော့ဘဲနဲ့ကြာခဲ့ပြီးမှပြန်ရိုက်တဲ့ကားဖြစ်တဲ့အတွက်ခံပတ်တော့เนาะ ဲ့တော့အဲ့ကားလေးကကောင်းမယ်လို့လည်းကျွန်တော်တို့ကဟိုတရားခိုင်လို့ယုံကြည်ပါတယ်ကျုံကြီးမပြောချင်ပါဘူးကြည်ပါလို့ဆက်ကားထဲမှာဆက်ကားထဲမှာဟုတ်ရဲ့အပြင်မှာရှူပေါက်တူတူပေါက်လို့မရဟုတ်လေဟုတ်ဟောလိုက်စင်းနေရိုက်တဲ့ခါကျတော့ဒါဆရာတော့ဒီကားကလည်းညကားဖြစ်တဲ့အတွက်ဟိုလိုက်စင်းနေကြီးရိုက်တာလိုက်စင်းရိုက်ရတော့ ်ဆိုအဲ့လိုမျိုးထောင်တို့ဖွဲ့လဲပါတော့ပူကြရလေးဖြစ်တာမျိုးတွေရှိတယ်အဲပျော်စရာလေးရှိတယ်ကြောက်စရာလေးရှိတယ်ဟုတ်ကျွန်တော်တို့မကြုံသေးကြဘူးအဲ့လိုဖြစ်ပါတယ်ပဲကျွန်တော်တို့ကျတော့ကျွန်တော်ကျတော့စိတ်စိတ်ကအဲ့လိုမျိုးတယောက်တည်းဒီပါရန်ကုန်မှာလည်းတယောက်တည်းပဲတိမ်အိမ်ထဲမှာတယောက်တည်းပဲနေခဲ့တာညားတော့ကျတော့အဲ့လိုသိပြီးတော့ကြောက်တဲ့စိတ်တော့မရှိဘူးအခုခုဆိုရင်တော့သူတို့ပြောတာရှိတယ်အော်ကြားတယ်ကြားတယ်အတန်ကြားတယ်ဆိုတော့ ဟုတ်လားကျွန်တော်နားတော့ကြည့်တယ်အဲဟုတ်လဲဟုတ်တယ်ဒါပေမဲ့ဟုတ်တယ်ဆိုရင်ဒါတကယ်ရှိတယ်ဆိုကျွန်တော်တို့ကညုံပေးရမယ်ပြီးရင်အဲ့ဒါကိုလက်ခံရမယ်ပြီးရင်တို့ဟိုအညာဝတ်ပေးတယ်အဲလိုစိတ်ညက်တွေလုပ်ပေးတယ်အဲသူတို့ကြောက်တယ်ဆိုရင်တော့တကယ်လည်းကြောက်ရအောင်လဲနေသားမှာရှိနေရဆိုကြောက်ရတယ်ဒါပေမဲ့ကျွန်တော်ကတော့ကြောက်တဲ့စိတ်ကိုတော့ဖယ်တယ်ပြီးရင်ညာဝတ်ပေးတယ်အဲ့တော့တိတ်ပြီးတော့မပြတ်သားဘူးပြဆက်နဲ့ကြားရတဲ့အတန်မျိုး ်ကိုမမျိုးဟေးဟုတ်လားဟုတ်တယ်ဆိုရင်ဟာမျိုးပေါ့မှာဟုတ်တယ်ဆိုတာကြီးတော့တကယ်ကိုကိုတော့မဟုတ်ဘူးဗျာသိလားဒါပေမဲ့ကြောက်တဲ့စိတ်ခံရှိနေတဲ့မိန်းကလေးတွေကနေကြားတဲ့အချိန်မှာသူတို့ကဟုတ်တယ်ဆိုဟေးဆိုရင်ဟာမျိုးသူတို့ကကြားလိုက်ရင်ဟုတ်တယ်ပဲညာဆိုဟုတ်တယ်အဲ့လေတကယ်လေသူစနေအတန်းတော့တကယ်ထွက်လာတယ်ပြပီသက်သာကြီးတာမဟုတ်တယ်အဲ့လိုကြီးကြတော့လေကျွန်တော်ကအဲ့လိုကြီးခံစားချက်ရလို့ရှိပါဘူး ဟုတ်တယ်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 အဲ့ဒါအမှန်ဆုံးပဲချက်ပြတ်ကြည့်ကြမောပါအေးအဲ့လိုလားမသိဘူးတကယ်ဘယ်ရသူဘယ်ရသူအဲ့ဒါကြတော့လေကျွန်တော်စိတ်နဲ့ဆိုင်တာပေါ့နော်ဟုတ်နည်း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 အာယုံကလည်းသိမရတာပေါ့ဟုတ်တကယ်နဲ့ကျွန်တော်ကံကောင်းတယ်လားအဲ့လိုမျိုး၆ခံရတဲ့အချိန်ဆိုဟေးဆိုကြောက်သွားပြီဆိုတဲ့အချိန်ကကျွန်တော်အိမ်သားမှမရှိဘူးအဲ့ကြောင့်မို့ကျွန်တော်ကမကြောက်တာတကယ်နဲ့ကျွန်တော်လည်းကြောက်တာပေါ့ ကျွန်တော်ကမကြုံရတဲ့အတွက်မကြောက်တော့အဲ့တော့မှန်တော့ပြီ။ကျုံရဲဆိုတော့ကျွန်တော်ကျုံကျုံလာရင်ကျွန်တော်တို့ကတခြားအာယုံပဲဖြစ်တာကျွန်တော်ကတချင်းတွေကောက်အော်တာတို့ဇကားတွေပဲကြည်တာကျွန်တော်အရင်တော့အဲ့လိုမျိုးအိမ်မှာတယောက်ခန်းထဲမှာကိုယ့်အကူပဲတိုက်ခန်းကငှားပြီးတော့နေရတာဟိုဒီလားစုလည်းမရှိတော့။အဲ့လိုဆိုရင်ကျွန်တော်ကအားကြောက်လာပြီးတော့တချင်းတွေပဲကောက်ဆိုတော့ဇကားတွေပဲကြည်လိုက်တာဆိုတော့မေ့သွားတာ။တချင်းကစိတ်ပဲလေ။စိတ်ကိုအာယုံပြောင်းလိုက်ရင်မေ့သွားတာပဲ။ အဲ့လိုလည်းမရှိပါဘူးတကယ်ကြောက်ရင်တော့ပြေးရမှာပဲဘာဟီးရိုးမှလုံးမနေပါဘူးအခုတိုက်ကောင်ပါလေးရှိတယ် No no ကြောက်ခါကွယ်ပေးမယ်အော်အဲဟန်ဆောင်ပန်းတော်ပေါ့ဟန်ဆောင်ဟန်ဆောင်ချိန်တော်များပါမလားကိုယ်နဲ့ကြာအေးလေတကယ်ကြောက်ပါလေဆိုမှတော့ဟောတကယ်ချင်းရင်တော့ရှေ့ရနေတော့ကာကွယ်ပေးရမှာပေါ့ကြောက်တာတွေနောက်ထားပေါ့ပြီးမှသေးဆိုရင်ဆိုပါသေးပေါ့ဒီကားလေးကကျွန်တော်ရဲ့ဘဝရဲ့ပထမဆုံးယုံတင်တဲ့ကားလေးဖြစ်တဲ့အတွက်ကျွန်တော် အတိုင်းစားမရှိဘူးစိတ်ဝင်စားနေပါတယ်ရင်လည်းခုန်နေပါတယ်ကျွန်တော်လည်းကျွန်တော်တက်တက်လောက်လေးတော့မှတ်တက်လောက်လေးတော့လှုပ်ထားတယ်ကျွန်တော်တက်တက်လောက်လေးမှတ်တက်လောက်လေးအပြင်ဆရာဦးမျိုးမင်းရဲ့တင်ကြားမှုတွေနဲ့အတူကျွန်တော်ဆရာရဲ့ဖိတ်ခေါ်ရအောင်ပဲကျွန်တော်လိုက်သွားတာဖြစ်တဲ့အတွက်ဟုတ်ကျေးဇူးပါ